ဒီသတင်းကောင်းကမြန်မာလက်ဝဲပြည်သက်တွေအဖက်တကယ်ကိုနဝင်ချိုးတဲ့သတင်းမှာလက်ရှိအချိန်မှာမြန်မာဖိုက်တာတွေရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးစောင့်မျှော်နေကြတဲ့ပြည်သက်တွေကမှဒေါ်စာဝင်းရဲ့ပွဲကတော့အထူးခြားဆုံးနဲ့အမျှော်လင့်ဆုံးပဲဖြစ်ပါတယ်ဝန်ဒူကေကမနေ့ကပဲသူ့ရဲ့တပည့်ဂျော်စာဝင်းရဲ့လာမယ့်ပွဲကိုတရားဝင်ကြေညာလိုက်ပါပြီဆယ်လပိုင်းအော်တိုဘာလရဲ့နောက်ဆုံးပတ်မှာကျွန်တော်တို့အရန်ကိုမျှော်လင့်တောင်းတနေကြတဲ့ဂျော်စာဝင်းရဲ့ထူးပွဲကြီးကိုစောင့်ကြည့်ရတော့မှာပါဒီသတင်းကိုကြားပြီးကြရပြည်သက်တွေရဲ့စိတ်လှုပ်ရှားမှုကအမြင့်ဆုံးကိုရောက်ရှိနေပါတယ် ခုဆိုရင်ကြော်စာဝင်းနဲ့ထိုးမဲ့ပြန်မဲ့တွေနဲ့ပတ်သက်တဲ့သတင်းတွေကလည်းကြောက်ပြီးကြောက်ပေါက်ကြနေတာမျိုးရှိပါတယ်။ဒါပေမဲ့ဘယ်သူ့ကိုအတီးပြုတ်အောင်လဲဆိုတာလောလောဆယ်မသိသေးပါဘူး။ကျွန်တော်တို့ဘက်ကလည်းတေချာတိကျတဲ့အချက်လက်တွေရတဲ့အခါမှာပြည်သက်တွေကိုတိဆက်ပေးချင်ပါတယ်။မတေချာတဲ့အရာတွေကိုအရှင်စလိုတိဆက်ခြင်းမရှိပါဘူး။ကြော်စာဝင်းဖက်ဒက်ဂျင်ကိုရောက်လာတာအချိန်အားဖြင့်ဆိုရင်တလားကြော်ကြော်ပဲရှိပါသေးတယ်။သူကိုယ်တိုင်လည်းမနေ့ကအင်တာဗျူးခုမှဖြေဆိုထားတာကိုကျွန်တော်တို့ကြားသိရပါတယ်။ ူဆက်စားရောက်ချိန်မှာတော့အခက်ခဲတွေနဲ့အများကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်သူတပြေစိတ်ပိုင်းဆိုင်ရာအခက်ခဲတွေပါဘာလို့လဲဆိုတော့သူရောက်သွားတဲ့ပတ်ဝန်းကျင်ကလူမျိုးလည်းမတူဘူးစကားလည်းမတူဘူးပုံကျင်အစ်တမှာသူ့အနေနဲ့အဆင်ပြေပါမလားဆိုတော့စိုးရင်စိတ်တွေရှိခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့သူကိုယ်ကလုံးဝမျှော်လင့်မထားခဲ့တဲ့အခြေအနေတစ်ခုဖြစ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်သူ့ရဲ့ fitness မှာရှိတဲ့လုပ်ဖို့ကံမဲ့ legit ပေါ်တွေဟာဘောကောင်းလွန်ကြတဲ့အပြင်ကမှ fitness ရဲ့တထေးနဲ့တထေးရဲ့သားကလည်းသူ့ဘောမှာအင်တာမကောင်းကြတယ်လို့ဆိုပါတယ် ူ့ကိုလေးနှစ်စာချုပ်ချုပ်ပြီးဖက်ဆန်တရားတစ်ချက်မှပေးစရာမလိုပဲစားတောက်ခွင့်နဲ့လေ့ကျင့်ခွင့်တွေကိုပြေဝပေးလိုက်တာဖြစ်ခဲ့တဲ့အတွက်သူဟာကမ္ဘာပေါ်မှာကံကောင်းဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ကြတဲ့ကျောစာဝင်းကဝန်ခံပြောဆိုခဲ့ပါတယ်ဒီလိုမျိုးဝန်ရမှုတွေပတ်မှုမှုတွေရရှိတဲ့အတွက်ကျောစာဝင်းအတွက်စစ်ပွဲဆိုင်ရာအိုင်တွေဟူတူလာမှသိကြပါတယ်နောက်တစ်ပတ်ဆိုရင်ပဲကျောစာဝင်းရဲ့ပွဲကိုကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါဂျာလက်မှာတစ်ပတ်ဆိုတဲ့အချိန်တိုင်းတာလေးပဲကြံပါတော့တယ်ဒါကြောင့်လည်းပြည်သက်တွေကအရန်ကိုပြောရှင်နေကြတာပါဒီဂျာလက်မှာမြန်မာဖိုက်တာတွေဟာ ရှုံမွေးတွေနဲ့ရင်ဆိုင်ကြိုတွေးတာမျိုးတွေရှိခဲ့ပါတယ်။ဒါကြောင့်လဲကျော်ဆောင်ဝင်းရဲ့ပွဲကိုပရိသတ်တွေကပို့ပြီးတော့မျှော်လင့်နေကြတာပါ။ကျော်ဆောင်ဝင်းက Fredest Team မှာမွေထိုင်းကိုနစ်စနစ်ပိုင်ဆိုင်ရာအများကြီးလေ့လာထားပါတယ်။မူလကလေးကကျော်ဆောင်ဝင်းမှာ မာဂုံချက်ခံမှုပိုင်းအကောင်ပြီးသားသူပါ။ခုလို Fredest လို့ကဘာကျော်အကစားရှုံမှာနစ်စနစ်ပိုင်ဆိုင်ရာပညာရပ်တွေတိုးလာပြီဆိုရင်တော့ပွဲမှာအကောင်ဆုံးအနေနဲ့တစ်ခုကိုဖန်တီးနိုင်မယ်။ပန်းလုံးစွမ်းဆောင်ရည်တွေပြသနိုင်မယ်လို့ကျွန်တော်တို့ပရိသတ်တွေကယုံကြည်ပါတယ်။ ကျော်ဆောင်ဝင်ရမွေထိုင်းရဲ့အစင်းရည်နီးစနစ်တွေကို Fedex မှာအာတုံခွန်ဆိုင်လေ့ကျင့်သင်ယူနေပါတယ်။သူ့ရဲ့မူလလက်ဝဲမှာကုန်နဲ့ပေါက်ဆက်လိုက်မယ်ဆိုရင်ဒီပွဲဟာအင်တာမကြီးကောင်းပြီးအားရစရာဖြစ်လာမှာသိကြပါတယ်။ပြည်သက်တွေရဲ့နှုံလင်းချက်အတိုင်းနိုင်ငံတော်ဘက်ကိုရယူနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒီပွဲဟာကျော်ဆောင်ဝင်အတွက်နိုင်ငံတကာအစ်စ်မှာသူ့ရဲ့ရည်ချင်းကိုပြသနိုင်မယ့်အခွင့်အလမ်းခွင့်ခုလည်းဖြစ်ပါတယ်။ Fedex မှာလေ့ကျင့်ခဲ့တဲ့အတွေ့အကြုံတွေပညာတွေကိုအသုံးချပြီးကောင်းဆုံးရှင်းပြနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်။ ပိတ်သက်တွေအနေနဲ့လဲစုံစမ်းဝင်းကိုအားပေးကြပါအောင်